ပြတယ်လေပြောက်ဒီဇာကမုံရဲ့ရိုးရာအနက်ကကြတော့ဘဝမှာအရေးကြီးတဲ့အရာတစ်ခုပျောက်ဆုံးသွားတဲ့ခါမှာအစားထိုးဖို့ပစ္စည်းတွေဘလောက်ပဲရှိနေပါစေမူလအရာရဲ့တန်ဖိုးကိုမမိဘူးလို့ဆိုလိုပါတယ်ပုံမြင်ရဆိုရင်တော့ဆက်ပြတဲ့တယောက်ကဆက်ပြရရောက်မှုခင်မိုးဖြစ်သူနဲ့အတူခရီးသွားခဲ့တယ်လမ်းမှာနေရကြဆုံးသွားတဲ့အခါမှာတော့ပအဝင်ချင်လူတွေကစိတ်မကောင်းဖြစ်ပါနဲ့စီးပွားရေးလုပ်ငန်းအဆင်ပြေနေတာပဲအဲ့လိုနှိမ့်သိမ့်ကြတယ်။ဒါပေမဲ့ဆက်ပြတဲ့က မလေးယောက်ျားဆုံးသွားတာဆက်ပြတွေဘလောက်ရှိရှိအစားထိုးလို့မရဘူးဆိုလို့ပြီးပြောခဲ့တဲ့အတကြောင့်မလို့ဒီစကပုံပေါ်ပလာတာပါနန်းစကားနဲ့မှာကြတော့ခင်လုံငယ်ကြီးကြမှာဒီစကပုံကိုတစုံတစ်ခုကြာရှည်စွာအချိန်ပေးရှာဖွေနေပေမဲ့နောက်ဆုံးမှအလကားဖြစ်သွားတယ်ဒါမှမဟုတ်မဖြစ်နိုင်တော့ကြိုးစားနေရလို့အထက်ပဲပြောင်းလဲသုံးလုပ်လာကြတယ်ကျွန်တော်ပညာရေးပိုင်းမှာဘလို့သုံးကြလဲဆိုရင်စာမေးပွဲအတွက်အချက်လက်တွေရှာဖို့စောင်းတွေအများကြီးဖတ်လိုက်ရတာဟာနောက်ဆုံးမင်းကကိုဖတ်ထားရတဲ့တစ်ခုမှလည်းမပါဘူးဆက်ပြတယ်နင်ပြောင်းဝင် ုနောက်ပိုင်းအသုံးများလာတာကြတော့အကြောင်းတစ်ခုကြောင့်လူမျက်မကောင်းအောင်ပြရခန့်နေတဲ့သူမျိုးပြောရတဲ့ခါမှာဆက်ပြတယ်လင်ပြောင်းလို့တေစားသုံးလို့လာကြတယ်